tí lá này nó số bao năm mà đâu nào nó chỉ cho bao mà số đó đá đâu xin điện về cái đó đá đây là mà luôn luôn nha dì lu số con tiền cái là một đồ đó là mất hả nó ta tự đi trông nó mà tụt đã mà đã cha nó alo mấy là bà chỉ gặp bà đó bỏ ra ở tại đó video lúc cái giờ chú gia thằng cái đó này phía trên là bắt tay video phía trên là video mà phía bà ấy sửa cho nó video đi ô chú chỉ đi mà tí lá này nó số bao năm မလုံးနဲ့ဟိုလက်ပြေကြောက်ကောင်းပါဆိုတော့ဒါတောင်ရှိနေမိခဲ့တာနားတယ်လားဗမာလူမျိုးများကြီးတို့ဆိုကောင်းအောင်တင်ခဲ့တာမဟုတ်ဘူးလားအဲ့ဒါမှတ်ထားနော်ဒါတမီးတွေကျုံလုံးမှာတူတန်းမှတ်တာစမ်းတော့ပြောချင်ပြီးတော့ခေါ်တာဒါနဲ့အပိဒါပြောလိုက်မယ်နော်အခုဆရာချမ်းလေးကိုမေးနော်ကျွန်တော်တို့ပြီးရင်အုံမြချမှာတိတ်မကြောက်တာကျွန်တော်တို့အုံမြချမယ်ပြီးရင်ကျွန်တော်တို့အိုးစင်အိုးသုံးထပ်မယ်ပြီးရင်ကျွန်တော်တို့ဒါသာပနာထပ်မယ်စီဆန်စားစေးထပ်မယ် စီစံသားတွေဘာလုံးထက်လဲဆိုတော့ဗမာပြည်မှာဆိုင်းစွားတွေပေါ်မြောင်စီတွေပေါ်ကြွယ်哦စီစံစားစေးထက်မယ်ကျွန်တော်တို့အိုးထဲမှာအိထပါတာပွဲဟုတ်တယ်လာမယ်ဒီလူတွေဖြစ်မနေမြန်မာသာသနာဆိုတာကြုံလုံးမှပြူရတာအလုံးဆိုတာမြန်မာနိုင်ငံမှာဆိုင်းစွားတွေပေါ်ကြွယ်အောင်စီစံစားစေးထက်မယ်ဒီမချင်းလို့ရမှာခေါင်းနဲ့ထည့်တာဗမာလူမျိုးတွေเนาะအလုံးနဲ့ပတ်သက်လာရင်ဗမာလူမျိုးတွေကအလုံးကိုဦးစားပေးတယ်เนาะသာသနာဦးစားမပေးဘူးရှင်းလဲလားကျွန်တော်ပြောတာသာသနာဆိုတာချုပ်မှလို့ရတာ နော်ကိုတဲကျင်နေဆိုလဲတဲကျင်တိုင်းတဲလို့မရဘူးဖရာစီဒီပထိုးဆိုတာအဲ့ဒါဆရာချမ်းလေးနဲ့ဆက်သွယ်ပါကျွန်တော်တို့အုံမြချမယ်ဒီဖောင်လေးချင်းတူးတာတပတ်လောက်ပဲကြာမှာမြန်မာဒီဖရာနော်ကျွန်တော်တို့ကပါအိုးဆက်မှာအိုးရီအောင်မှာဝယ်ထားပြီးသားဒါဂွေးချိုကြော်ပြောင်းမှာရတာဘုရောမင်းကောင်ရဲ့နေမြေရရတာဒီဒီဒီစီဒီတွေကဒီအိုးတွေကနော်ကျွန်တော်ဘယ်နေရာမှမရှိဘူးဒါအမျိုးဖော်မဲ့အိုးပေါ်စီဒီဘုရောမင်းကောင်အင်္ဂလိပ်ဆိုအောင်မောက်ထုတ်ကျင်တော့မျိုးဖော်မဲ့အိုးပေါ်စီဒီ ဘလုံးဆက်ကူကကြာကလန်းမှာစွန်းတော်တင်ပလင်မော်ကမြောက်ကလေးစင်သက်ပြေးအင်္ဂလိပ်ညောင်းတဲ့တူတဲ့အင်္ဂလိပ်ဆိုအောင်ငါတို့တိုင်းပြည်ကထွက်ရမယ်ဆိုတော့မလုံးဆက်ကစီတွေကိုတဲ့တာအဘကဒါလည်းသူကသူ့အမျိုးတွေကိုဖော်မဲ့ဇီးဒီအမျိုးဖော်မဲ့အိုးပေါ်ဇီးဒီတဲ့ဟုတ်ပြီလားဟုတ်ပြီနော်အဘသားသမီးတွေဟုတ်ကျွန်တော်အမျိုးတွေကိုတော့ဖော်တော့မယ်နော်သားသမီးမို့အဘသားသမီးတွေဒါအမျိုးဖော်မဲ့အိုးပေါ်ဇီးဒီသူ့မျိုးတွေကိုဖော်ထုတ်မှာဟုတ်ပြီလား ကြုံလုံးကြုံခိုင်းတာသနာနဲ့ကြုံနေပြီကြုံလုံးကြုံခိုင်းမှာတာသနာလုံးနေတဲ့ချိန်မှာရအောင်လို့နော်ဗမာလူမျိုးတွေရရှေ့ဖို့ရှေ့ဖို့နောက်သာရှန့်နေနော်နာပင်တရေချဘူးလားဖယားမူတာပြီးတန်ဃာတွေကိုလူတာဆင်းရဲွားတယ်နောက်ဆုံးမျက်တောင်ဆားရတယ်တို့တော့ခဏပဲပြန်ချမ်းသာွားတယ်အဲ့ကောနောက်ကြောင်နေတာကုနေဝေးအေးမှန်လားအဲ့အခုနေလဘဲဆိုနေတောင်ပေါ်နေတောင်ပေါ်နေအချင်းညာမရှိဘုံမရက်ကကာသပါနတ်ပြန်နတ်ပွဲနဲ့တေးမမကြံဘယ်လိုမသိမရှိအသိရှိတယ် ဖတ်စံတော်တို့ကကြည့်ပါအောင်မျိုးတို့ရေဒါဖြစ်တင်လာဗျာရမ်းနေရနေပြီးတော့ပြန်ပြီးတော့ကတော့နေရတယ်ကျောင်းဟဲ့ကျောင်းမ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 ိတ်ကျောင်းပိုင်းကမိပိုင်းကြီးပိုင်းနဲ့ကပိုင်းမင်းတို့မကြည့်မရှိသိရှိဖတ်စံတော်ကျောင်းကြောက်တာရောက်စီဖတ်ကမ်းမကူတော်ကူရကုသေကုကံစီအစောင့်ကြမှန်ညတိကျောင်းဝိညာဉ်အစ္စာပြမိစီပိုင်းကန်းတော်ဘုရားကိုင်းစစ်သားကိုင်းအနာပိုင်းကန်းတော်လေးယူပိုင်းကန်းတော်မင်းတို့သိ တတ်တယ်တတ်တာတတ်တယ်အနန္တကေလို့ရလို့ဒီဒီသိသိလို့ရလို့သိနေနေတဲ့ခိုင်းလို့သူအမင်းတို့သိတယ်အေးဒီနေ့ဒီနေ့အရင်အချိန်နဲ့အဘတို့တက္ကံပုံဝဲဒီစီစီပွဲနိုင်တဲ့ရောက်လာတဲ့ဆရာဆရာမားများသစ္စာလေးသူတိမယ်မင်းတို့ဘယ်လိုသစ္စာမယ်သူရဆိုရတဲ့အဘတို့တတိတက္ကသကျော်မင်းတို့နားထောင်ကြအရှင်ဘုရားဒီနေ့ဒီနေ့ဒီရက်ဒီရက် မာသာဒီမာသာရေမာသောစ္စာမာသောစ္စာဘုရားမပြောကျင်တော့လဲပဲပြောရပါအောင်မယ်နော်တက်ရှိတွေထဲမှာမြတ်စွာဘုရားပြီးသွားရင်ယဟန်ဟာ အမျက်ဆုံးဖြစ်ပါတယ်။ဘာကြောင့်ယဟန်ကမျက်ရတာလဲဆိုရင်ရှားခဲလာတဲ့ယဟန်ဘဝကိုမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလို့ပဲဖြစ်ပါတယ်။ယဟန်ဘဝဟာဘယ်လောက်ထိရှားခဲသလဲဆိုရင်ဦးဇင်းတို့မြတ်စွာဘုရားဟာဘုရားဖြစ်ဖို့ လေးတင်ချင်တဲ့ကဘာတသိပါရမီဖြစ်ခြင်းစဉ်ကာလမှာယဟန်ဘဝကိုကိုးဘဝပဲရပါတယ်။အဲ့ဒါကိုကြည်တော့အားဖြင့်ယဟန်ဘဝဆိုတာရခဲတယ်ဆိုတာထင်ရှားပါတယ်နော်။အဲ့ဒီလိုရခဲတဲ့ယဟန်ဘဝကိုမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလာပြီဆိုရင်မြတ်စွာဘုရားချမှတ်ပေးတဲ့ပရိယတိတာဝန်နဲ့ပရိပတိတာဝန်ဆိုတဲ့တာဝန်နှစ်ရပ်ကိုပဲထမ်းဆောင်ရမှာဖြစ်ပါတယ်။အဲ့ဒီတာဝန်နှစ်ရပ်ကိုမထမ်းဆောင်ဘဲနဲ့ ကိုကိုင်းဒီကိုင်းရဲ့တပည့်အဖြစ်ခံယူပြီးတော့ခိုင်းကနာတွေရဲ့တာဝန်တွေကိုထမ်းဆောင်နေမယ်ဆိုရင်ကိုတန်ဖို့ကိုချပြရာရောက်ပါတယ်နော်တကယ်တော့ဒီအလုပ်တွေဟာယဟန်နဲ့လုံးဝမတက်ဆိုင်ပါဘူးဒီအလုပ်တွေဟာလူတွေနဲ့ပဲတက်ဆိုင်တာဖြစ်တဲ့အတွက်လူတွေပဲလုပ်ပါလိမ့်မယ်နော်အဲအဲ့ဒါလေးကိုတော့စေရနာနဲ့ပြောကြားပါရစေရှင်ထွက်ရပောက်ပုဂ္ဂိုလ်တွေကဗုဒ္ဓလမ်းတင်နဲ့ညီလာဖြစ်ပေးပါမညီပါဘူးဦးဇင်းကဗုဒ္ဓဘာသာမှာလည်းအဲ့ဒီ အတေထွက်တွေအရှင်ဖြတ်တွေကိုလက်မခံပါတေတေတာကတေတာပါပဲနော်တေတာကတေတာပါပဲအဲ့ဒီတေတာကိုအတေထွက်တို့အရှင်ထွက်တို့ရှက်လို့တာဘုရားဘာသာတွေဟောကြားထားတဲ့ဘုရားဟောကြားထားတဲ့ပိဋကတ်၃ဘုံနိက္ခေ၅ရက်ဓမ္မခန္ဓာရှင်းတန်းလေးတော့အဲ့ဒီထဲမှာတလုံးမမပါပါဘူးဟိလာတနောက်ပိုင်းဟိုမန္တရယနာဘုရားဘာသာတို့တန္တရယနာဘုရားဘာသာတို့ ဝတိရယနာဗုဒ္ဓဘာသာတို့ဒါတွေကအဲ့လိုင်းပါအဲ့လိုင်းတွေကဘယ်လိုလဲဆိုလို့ချင်းနော်ဝိဒ္ဓါတွေမန္တန်တွေအဲ့ဒီလိုင်းတွေကိုဗုဒ္ဓနဲ့ရွှော်လိုက်တာဖြစ်ပါတယ်ဒီလားဒါတော့အဲ့ဒီအဲ့လိုင်းတွေကဗုဒ္ဓနဲ့လောကမဆိုင်ပါဘူးတန်ရှင်းသောဗုဒ္ဓဘာသာအကြောင်းကိုသိရင်ထေရဝါဒပိဋကတ်ကိုလိမ့်လာပါဒီလားနော်ထေရဝါဒပိဋကတ်ကိုလိမ့်လာဒါတွေမပါဘူး တေတာကတေတာပဲအဲ့ဒီတေတာကိုအရှင်ထွက်တွေအတိထွက်တွေရှောက်မလုပ်ပါနဲ့နော်ဒီကြောက်တုံကြီးတွေကဟောဒီဘာခေရကြောင်းကြီးရဲ့အောက်တိုင်နေအောက်မှာငလင်းတန်ခံနိုင်အောင်လို့ဘားတော်မင်းလက်ထက်ကဘိုးတော်ဖေဟာဘားတော်မင်းလက်ထက်ကတည်ထားခဲ့တဲ့ဘားခေရတိုက်ဘာဆိုတာတဲ့နှစ်တဲ့နော်ခေရဆိုတာနှစ်ခုမရှိတဲ့ နှစ်ကြောင်းမရှိတဲ့ကြောင်းတိုက်ကြီးကိုတည်ခဲ့တာပါတဲ့ဒါကျွန်တော်တို့အံ့ဩလို့ဒါကိုဖုံဖုံပြောပြတယ်ဒီကြောင်းတိုက်ကဖုံဖုံပြောပြလို့ဒီကြတိုင်နေရဲ့အောက်မှာမလင်းတန်ခံနိုင်အောင်မလင်းတန်ခံနိုင်အောင်လို့အောက်ထက်မှာကြောက်တုံးတွေထည့်ပြီးတော့ခုပြီးတော့စောက်ထားတဲ့ကြောင်းတိုက်တဲ့လို့ထားတဲ့ကြောက်တုံးတွေဒီကြောင်းကြီးကမီးနှစ်ခါသုံးခါလောက်မီးရင့်တဲ့အချိန်မှာဒီကြောင်းတိုက်ကြီးကိုပြန်ပြင်းတဲ့နေရာမှာဂျာဒီထွက်လာတာကဲရှေ့ ရှင်ဘီရင်နေเนาะကျွန်တော်တို့ဒီနီးစနစ်ကကျွန်တော်တို့ခုမှဟိုဂျပန်ကလောက်တာကဲကျွန်တော်တို့ဗမာတွေဘလောက်များညံကြီးလိုက်လဲဆိုတော့ရှေ့เนาะဘာလို့မင်းလက်ထက်ကငရင်တန်ခံနိုင်အောင်လို့ဒီကြောက်တုံးကြီးတွေကိုဒီကျိုးနိုင်နေရဲ့အောက်မှာထားရတာအများကြီးအများကြီးအများကြီးထားရတာဟုတ်တယ်မထလားကျုံးနိုင်နေရဲ့အောက်မှာထားရတာဒါကိုမီးတင်သွားတဲ့အချိန်မှာဒီ ပြန်ပြင်တော့ဒီမြေကြီးအောက်ကဒီကြောက်တုံးကြီးတွေပြန်ထွက်လာတာဒီကြောက်တုံးကြီးတွေဟာဒီဘလောက်ရွေ့ရွေ့ဒီကြောက်တုံးကြီးတွေက flooding ဖြစ်အောင်လို့လှုပ်ထားတာကဲအမ်ပြောကျင်တာရှေ့နော်ဟိုအမရပူရာခစ်ကြီးတဲ့ပုပင်အင်းတော်ညောင်ရမ်းတော်ကုန်းမောင်နှစ်ခေပဲပုပင်အင်းအင်းဝညောင်ရမ်းတော်ကုန်းမောင်နှစ်ခေခွဲဆိုပြီးနော်အမရပူရာခစ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီသူ့ခစ်တဲ့ကနော်ဟို ဒီလောက်ခင်မိတဲ့နီးစနစ်တွေမြမာတွေမှာ ရှိခဲ့တယ်ဆိုတာငလင်တန်ကြီးခန္ဓာအောင်ထားခဲ့တဲ့ကြောက်တုံးကြီးတွေတဘာဝကြောက်တုံးတွေကိုထုပြီးတော့ဒါတွေကိုဝါရှာတွေနေနဲ့ကျွန်တော်တို့တွေ့တယ်မလားဟိုဥစားမှာဟိုဂျပန်အဆောက်အုံတွေမှာဝါရှာတွေနေနဲ့တုံးထားတာလေကဲမမာတွေပဲဘလောက်ခင်မိတာလဲနော်လှုပ်အောင်နေလှုပ်သွားပြီးတော့ဒီငလင်တန်ကိုခင်စတယ်မှာကြည့်ပါအောင်ចောင်းတိုက်ကြည့်ရငလင်တန်ကို အန်တုခံနိုင်သွားတယ်ဗျာနော်ဘာကြီးအကြောင်းတက်ကြီးငင်းနေအန်တုခံနိုင်သွားတယ်နော်အဲ့ဒီအတိုင်းနေအောက်မှာဒီလိုဝါရှာတွေကြံပါသေးတယ်နော်ဒါမီးတင်သွားတဲ့တိုင်လုံးတွေအောက်ကထွက်လာတဲ့ဝါရှာတွေပဲဖြစ်ပါသေးတယ်နော်ကြောက်ဝါရှာတွေပါဒီတိုင်မောင်းမြောင်များစွာပါတယ်နော်ကဲဒါလေးကတော်တော်ထူးထူးဆန်းဆန်းလေးမျိုးကျွန်တော်တင်ဆက်ပေးလိုက်တာပါနော်မြမအုံနောက်တွေမသေးပါဘူး ဟုတ်ကဲ့ပါလူစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel တွေကိုလည်း like and subscribe ညှိထားနေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်စာချက်တွေကိုလည်းအောက်အကောင့်မှာရေးပေးသွားနိုင်ပါတယ်ခင်ဗျာ